အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Kan ပါဒီနေ့မှာတော့ကျွန်တော်က Roblox ထဲက Grow Dinosaur ဆိုတဲ့ဂိမ်းကိုဆော့มาပဲဖြစ်ပါတယ်ဟုတ်ပါတယ် Grow a Garden တော့မဟုတ်ဘူးပေါ့နော် Okay အာဒီဂိမ်းကတော့ပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ကဒိုင်နိုဆောတွေကိုအာမွေးရမှာပေါ့နော်ဒိုင်နိုဆောတွေကိုအကြီးဖြစ်တဲ့အထိမွေးရမှာဗျာအာပြီးတော့ဒိုင်နိုဆောမျိုးစားတွေကလည်းအစုံလေးရှိတယ် Okay ဒီကတော့ဒိုင်နိုဆောဥတွေရောင်းတဲ့နေရာပေါ့နော်ဒီမှာကျွန်တော်တို့ဒိုင်နိုဆောဥတွေဝယ်လို့ရတယ်ဗျာကျွန်တော်မှာက20ပဲရှိတော့ကျွန်တော်30တန်းဥနှလုံးပဲဝယ်လိုက်တယ်ပေါ့နော် โอเคอ่ะဒီ30တန်းဥနှလုံးကိုကျွန်တော်တို့อ่ะဒီနေရာမှာဖောက်ออกมาဗျာတိလာဒီနေရာကတော့ကျွန်တော်ကိုတို့อ่ะไดโนเสาร์မွေးဖို့အတွက်ပေးထားတဲ့နေရာလို့ထင်တယ်ဗောနော်အဲဒီမှာဥလေးတွေကတော့ကြီးလာပြီอ่ะမြန်နေဟာပောက်လာတာကြီးอ่ะโอเคအကောင်ပောက်လာတာကတော့တော်တော်လေးကိုမြန်နေဗောနော်ဒီမှာไดโนเสาร์လေးတွေပောက်လာပါပြီ Nice ခုနကတော့ကျွန်တော်ပောက်လာတဲ့ဒီไดโนเสาร์နှစ်ကောင်ကိုတွားပြီးတော့ရောင်းမယ်ဗောနော်ဒီမှာကျွန်တော်ယူထားတယ်ဗျာတိလာအဲ့နှစ်ကောင်ကိုဈေးဆိုင်မှာတွားရောင်းမယ်အာဒါဈေးဆိုင်နဲ့ထင်တယ် โอเคဒီမှာကျွန်တော်တို့ဒီဒိုင်နိုဆောလေးတွေကိုရောင်းလို့ရရတယ်ဗောနော်အာဒီမှာဘယ်လောက်ပေးရမှာလဲဟုတ်ပါဘူးဘယ်လောက်ရမှာလဲဩရ59ရတယ်ဗောနော်ပတ်စံ59ကျက်ရပါတယ်ဒိုင်နိုဆောနှစ်ကောင်ရောင်းလိုက်တာတိတ်တော့မရဘူးဗောနော်ဒီဒိုင်နိုဆောတွေကတိတ်ပြီးဈေးမကြည့်လို့အိုးဒီမှာ90တန်တစ်လုံးကျွန်တော်ဝယ်လိုက်တယ်90တန်ဒိုင်နိုဆောဥလေးတဥဝယ်လိုက်တယ်ဗောနော်ကျွန်တော်ဆန်းပြီးတော့ဖောက်ကြည့်လိုက်မယ်ဗျာโอเคကျွန်တော်စောင်းတော့ကြည်နေရယ်ဗောနော်ဩကြီးလာပြီး ဥပါဒီမှာနည်းနည်းစီကြီးလာတယ်ဗောနော်ခုနကောင်ထက်ဆိုင်ရင်တော့ဒီကောင်ကနည်းနည်းပို့ပြီးတော့ကြာတယ်ဗျာကြီးလာဖို့အတွက်ကအိုးရဒီဒိုင်နိုဆောကိုကြည့်ပါဦးရောဒီကောင်ရုပ်ကိုကြည့်ရတဲ့အောင်ကျက်နေတော့ပို့ပြီးတော့တူတယ်နော်ရောโอเคခုဆိုရင်တော့ကျွန်တော်တို့ရဲ့ကြက်ကကြီးလာပြီဖြစ်ပါတယ်။အော်ကြက်မဟုတ်ဒိုင်နိုဆောပေါ့နော်။ကျွန်တော်တို့ရဲ့ဒီဒိုင်နိုဆောကအားရရပြီလား။ရောင်းလို့ရပြီလားမသိဘူး။ဒီမှာ catch ဆိုပြီးတော့ပေါ်လာတယ်။အော်ရပြီနဲ့ထင်တယ်။ What happened? Okay, ကျွန်တော်ရဲ့ဒီကြက်တိုင်လို့ဆိုတော့ရောင်းလို့ရပြီပေါ့နော်။ကျွန်တော်ဒီဒီကောင်ကိုတွားပြီးတော့ရောင်းပါမယ်။ Okay, ဒီကောင်ကိုရောင်းလိုက်ရင်ဘယ်လောက်လောက်ရမလဲတော့မသိဘူး။ကြည့်ရမှာပဲ။အော်ရောင်းတရာကျော်တောင်ရတယ်။စိုးတော့မစိုးဘူးရောင်း။ဒီကောင်တရာကျော်တောင်ရတယ်ဆိုတော့ Okay, ကျွန်တော်ဥထက်ပြီးတော့ဝယ်ရမယ်။အာဒီမှာကျွန်တော်ကြက်ကြက်ပဲထက်ပြီးတော့ဝယ်မယ်။ကြက်နှစ်ကောင်ထက်ပြီးတော့ဝယ်လိုက်မယ်။ Okay, အာဒီကောင်ကြီးကကြတော့ပောက်တာမြန်တယ်ဗျာ။တိလာပြီးတော့ရောင်းလိုက်ရင်ဒီကောင်ကိုတရာကျော်လောက်ရတာဆိုတော့ ဒီကောင်နှစ်ကောင်ဝယ်လိုက်ရင်ကျွန်တော်တရာလောက်ထက်ပြီးတော့မြက်ပါဗျာโอเคโอเคအဲဒီမှာ30ပိုတဲ့ဟာကိုဒီ30တန်းဥတလုံးဝယ်လိုက်မယ်ပေါ့နော်โอเคဒီလောက်ဆိုရင်တော့ရပြီဗျာကျွန်တော်တို့3កောင်ရမယ်ပြော့3កောင်ရမယ်ပေါ့နော်3កောင်ဆိုရင်တော့ရောင်းလိုက်လို့ရှိရင်ပတ်စံတော့ရလောက်မယ်အိုက်တော့တဲ့ကျွန်တော်ရဲ့ fan တွေကတော့ဒီမှာရောက်လာကြပြီပေါ့နော်အနံ့အနေရပါပြီ ਨੇ ထင်တယ်ရောက်လာကြပြီโอเคဒီမှာကျက်နှစ်កောင်ကတော့ကျွန်တော်ရောင်းလို့ရနေပြီအာဒီកောင်ဒီកောင်လည်းရပြီဟာ โอเคကျွန်တော်ဒီ3កောင်ကိုတွားပြီးတော့ရောင်းရမယ်ဗောနော်ဗီဒီယိုလုံးနေတာလားတဲ့ဟုတ်ပါတယ်လို့โอเคအာကျွန်တော်ကြက်နှစ်កောင်နဲ့ဒီဒိုင်နိုဆောတစ်កောင်ရောင်းလိုက်မယ်အော်ရ200ကျော်တောင်ရတယ်ဟုတ်တယ်โอเคအာကျွန်တော်ဥထက်ပြီးတော့ဝယ်ရမယ်အော်ဒီမှာ130တန်းရှိတယ်ဗောနော်ကျွန်တော်တို့130တန်းဝယ်လို့ရပြီဗျာခုနကတော့ကြာတော့ပတ်စံနေနေလို့မရဘူးအခုကတော့ကျွန်တော်130တန်းတစ်လုံးဝယ်လိုက်ပါတယ် ဒီ130တန်းဥပါဗျာဒီကြက်ဥလို့ဘာလို့ဘာလို့ကြက်ဥတော်ဖြစ်တယ်ရောင်ကြီးကောင်နေပေါ့နော်အစကျွန်တော်မွေးတဲ့ကောင်နေထက်တော့ပို့ပြီးတော့ကြာနိုင်တယ်ဗျာတိလာဒီကောင်ကဈေးပို့ပြီးတော့ကြီးရဲဆိုတော့ဈေးပို့ပြီးတော့ကြီးလာလေဒီဥတွေကဖောက်ရတာပို့ပြီးတော့ကြာလာလေလို့တော့ပြောလို့ရတယ်ပေါ့နော်โอเคဒီမှာဒီအဝါရောင်ဥလေးကတော့ကျွန်တော်ဝယ်လာတဲ့ဒီ130တန်းဥလေးပဲဖြစ်ပါတယ်အော်ဒီမှာအကောင်ကတော့ပေါက်သွားပြီအဲဒီကောင်ကိုကြည့်လိုက်ပေါ့ဗာလေ11ရှည်တဲ့ဒိုင်နိုဆောလေးတိလာဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းမသိဘူးအဲ့ဒီကောင်ကိုဖြစ်မယ်နဲ့ထင်တယ် โอเคဒီမှာဒီကောင်တွေကတော့ထုံးစံတိုင်းပဲပေါ့เนาะကြီးွားကြီးဗျာတော်တော်လေးမြန်တယ်အာဒီ130တန်းကောင်ကတော့ပုံမှန်ထက်နည်းနည်းလေးပို့ပြီးတော့စောင့်ရမယ်ပေါ့เนาะပါလေစီးလို့ရလားလေဘယ်လိုလုပ်စီးလို့ရမှာလဲရမသိဘူးလေ what okay ကိုလို့ကျောဒီ130တန်းဒိုင်နိုဆောကိုကျွန်တော်တို့ရောင်းလို့ရပြီပေါ့เนาะအာပြီးတော့ဒီမှာကျွန်တော်အသေးလေးကြီးလည်းပါလာတယ် okay အာကျွန်တော်ရှိတဲ့ကောင်တွေအကုန်လုံးရောင်းလိုက်မယ်ဘယ်လောက်ရမလဲတော့မသိဘူးဩ300ကျော်ရတယ်ကျွန်တော်ကမှရှိရဟာနဲ့ဆိုရင်400ကျော်ရတယ်ပေါ့เนาะပတ်စံကတော့ โอเค400ကြော်ဆိုတော့ဩဒီမှာ400တန်းဥရှိတယ်โอเค400တန်းဥတစ်လုံးကျွန်တော်ဝယ်လိုက်ပါတယ်ဒီကောင်ကတော့နည်းနည်းကြာမယ်လို့ထင်တယ်ဗောနော်ဘာကောင်ဖြစ်မလဲရတော့ကျွန်တော်လည်းမသိဘူးဗျာဥကိုကျွန်တော်တို့ဖောက်ကြည့်မှာပဲတည်မှာဗောနော်โอเคအာနည်းနည်းတော့စောင့်ရမယ် idol တဲ့ grow ရ garden မစော့ဘူးလားတဲ့ကျွန်တော် grow ရ garden တော့မစော့ပြည့်ဘူးဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်တိတ်ပြီးမစော့တတ်တာလည်းပါတယ်တခြားစော့ရတဲ့လူတွေလည်းရှိတော့လေးတည်ရမလားโอเค ကဲကျွန်တော်တို့ရဲ့ဒိုင်နိုဆောလေးကတော့ပေါက်လာပြီပဲဖြစ်ပါတယ်ဒီကောင်ကတော့ဒိုင်နိုဆောအစိမ်းရောင်လေးပေါ့နော်ပြီးတော့ဒီခေါင်းပါဗျာတိလာအမားတစ်ခုခုပါတယ်တိရမလားကျွန်တော်တို့ဗျာဒီခေါင်းနဲ့အာတိုက်တဲ့အမျိုးအစားတွေမှာပါတယ်ဒိုင်နိုဆောပေါ့နော် သူ့ခေါင်းပါဗျာအဲ့လိုနည်းနည်းမာတဲ့ဟာလေးတစ်ခုပါတယ်ဒီကောင်ကြီးလာဖို့ကတော့ကျွန်တော်နည်းနည်းထက်ဆောင်အောင်မယ်နဲ့ထင်တယ် a few moments later finally ဒီမှာကျွန်တော်ရဲ့ဒီ dinosaur ကကြီးွားပြီပေါ့နော်တော်တော်လေးကိုကြီးရယ်ဗျာအကောင်ကတော့ဒီကျွန်တော်သူ့ကိုမွေးတဲ့နေရာထက်တောင်မှာပို့ပြီးတော့ကြော်နေပြီပေါ့နော် အဲဒီဘေးနာတာရေကန်ကြီးလားဟုတ်တယ်ကွာဒီရေကန်ကြီးကဘလို့ကြီးတော့ဆင်းလို့လည်းမရဘူးပေါ့နော်ရေပေါ်မှာကျွန်တော်လမ်းတွေပါဖြတ်ရှောင်နေတယ်လို့ဖြစ်နေတယ်โอเคဒီမှာဒီကောင်ကတော့ rare ပေါ့เนาะဒီကောင်ကတော့ rare အကုန်လုံးကတော့ rare တွေလို့ပဲပြောလို့ရတယ်ဗျာโอเคဒီကောင်ကပတ်စံဘယ်လောက်ရမလဲဆိုတာပဲကျွန်တော်တို့ကြည့်ရမယ်ပေါ့เนาะအကောင်ကြီးတော့ရောင်းလိုက်လို့ရှိရင်ပတ်စံကတော့တော်တော်လေးရမယ်လို့ထင်တယ်ကြည့်ရမှာပေါ့အချိန်ရလဲတော်တော်လေးပေးထားရတာဆိုတော့ဗျာအာโอเคကျွန်တော်တို့ဒီကောင်ကိုရောင်းကြည့်ရမယ်ပေါ့เนาะပတ်စံဘယ်လောက်ရမလဲတော့မသိဘူး တော်တော်များများရရင်တော့ကောင်းတယ်ဗျာဥတွေကျွန်တော်တို့ပို့ဝယ်လို့ရတာပေါ့โอเคဩရောက်ဟိုကရတယ်600ကျော်ရလိုက်တယ်ဗောနော်600ကျော်ဆိုတော့သူ့အနေသူတော့မစိုးပါဘူးဒါပေမဲ့နည်းနည်းတော့အချိန်ပေးရတယ်ဗျာဒီလားโอเคကျွန်တော်ဒီကောင်ပဲထပ်ပြီးတော့ဝယ်လို့ရမယ်အာပြီးတော့ဒီမှာ250တန်းတကောင်ဝယ်လို့ရတယ်โอเคအာကျန်တာကတော့ဒီ30တန်းနေပဲရတော့မယ်ဗောနော်ဘာလို့လဲဆိုတော့ပတ်စံမလောက်တော့ဘူးဗျာ โอเคอ่าအခုကျွန်တော်တို့ဒီမှာဥတွေထက်ပြီးတော့ဖောက်ပါမယ်ဒီတစ်ခါကတော့ကျွန်တော်တို့ကြာတာလေးထက်ပြီးတော့ဆောင်းရအောင်လုပ်ရပါတော့ဘာလို့လဲဆိုတော့ဒီမှာ၄ရံတစ်ကောင်လည်းပါတယ်ဗျာအဲ့ဒီကောင်ကနည်းနည်းအချိန်ပေးရတယ်ဗောနော်သူ့ကိုဆောင်းရတယ်ဗျာโอเคအခုဆိုရင်တော့ကျွန်တော်ဒီမှာအကောင်ပေါက်လေးတွေရောဒီဈေးနေတဲ့ကောင်တွေရောဒီ၄ရံကောင်ကိုကျွန်တော်စိုက်ထားတယ်ဗောနော်ဒီမှာကျွန်တော်ဖန်တယောက်လည်းရှိရဗျာဒီလား तू ကဒီမှာဘာလုပ်နေရလဲတော့မသိဘူးဟိုသွားလိုက်ဒီသွားလိုက်နဲ့အိုးရဒီမှာအပြာရောင်လေးရောဒီကဒါ၄ရံကောင်လားမသိဘူး ်အမဟုတ်250ရန်အကောင်နဲ့ထင်တယ်ဒီအပြာရောင်လေးอ่ะဟုတ်တယ်ဟုတ်တယ်အာ400ရန်အကောင်ကြတော့ဒီခေါင်းမှာအမာပါတဲ့ကောင်ပေါ့နော်โอเคကြောဒီ30ရန်ကောင်တွေကတော့ထုံးစံတိုင်းရောင်းလို့ရပြီဒီကောင်တွေကကြီးတာမြန်တယ်ဗျာโอเคအာကျွန်တော်60ရှိတယ်ဆိုတော့ကြက်ပဲဝယ်လို့ရမှာကြက်ရယ်ပြီးရင်30ရန်ကောင်လေး၄ကောင်ပေါ့နော်ဒီလောက်ပဲရမယ် OK ကိုလူတို့ကျောင်းရားတဲ့ကောင်တွေပဲဝယ်လာလိုက်တယ်။အားရဒီမှာအပြာရောင်ကောင်ကကြီးလာပြီ။ဒီအပြာရောင်ကောင်ကပို့ပြီးတော့တောင်မှမိုက်တယ်လို့ထင်တယ်ပေါ့နော်။ပုံစံလေးရပြီးတော့ကျွန်တော်ကအပြာရောင်လေးကြိုက်တာဆိုတော့အပြာရောင်ကောင်ကိုပို့ကြိုက်တယ်။အဒီကောင်ကတော့250တန်းကောင်ဆိုတော့အဲ့လောက်ကြီးမကြဘူးပေါ့နော်။ OK ဒီကောင်ကိုလည်းကျွန်တော်ရောင်းလို့ရပြီ။အဲဒီမှာဒီမှာ30တန်းကောင်တွေကချက်ချင်းကိုပေါက်နေတာနော်။ဒီမှာကြက်တွေလည်းပေါက်လာပြီဟာ။ okay အာကျွန်တော်တို့ဒီ၄00တန်းကောင်ကိုပဲနည်းနည်းစောင့်ရတော့မှာပေါ့နော်ဒီမှာကြံတဲ့ကောင်တွေကတော့ရနေပြီလို့တော့ပြောလို့ရတယ် အားဓမ400နဲ့အကောင်လေးရတော့မယ်โอเคရပါပြီရပါပြီကဲကျွန်တော်တို့ဒီရထားတဲ့ဟာတွေကိုသွားပြီးတော့ရောင်းမယ်ပေါ့နော်အကောင်ကတော့နည်းနည်းများတယ်ဗျာပတ်စံဘယ်လောက်ရမလဲကြည့်ရမယ်ကဲကိုလူမင်းဘယ်လောက်ပေးမှာလဲโอ้900ကျော်ရတယ်900ကျော်တိတ်တော့မတန်ဘူးကွာဒါပေမဲ့အစီပြပါတယ် it's okay it's okay တနအရလေးဒီရမလားကိုကရောင်းကျင်တဲ့လူဆိုတော့သူပေးတဲ့ဈေးနဲ့ပဲရမှာပေါ့ okay အာကျွန်တော်ဥထက်ပြီးတော့ဝယ်လို့ရပြီအာ250တန်းနှလုံးဝယ်ရင်ကောင်းမလားမသိဘူး တစ်လုံးပဲကောင်းပါမယ်ဘာလို့လဲဆိုတော့ဒီကောင်ကလည်းနည်းနည်းတော့ကြာတယ်ဗျာ okay အာဒီလောက်ဆိုရင်တော့ရပြီကျွန်တော်မှာပတ်စံကလည်း၄ချက်ပဲရှိတော့တယ်ဗောနော okay ခုကတော့ကျွန်တော်ဝယ်လာတဲ့ဒီဥလေးတွေကိုဒီမှာဖောက်မယ်ဗောနော်ကျွန်တော်တို့ရဲ့နေရာမှာဖောက်ပါမယ် okay ဒီကောင်တွေကတော့အရင်ကြီးတော့ကြာမဲ့ကောင်တွေတော့မပါဘူးဗျာသိလားဘယ်လိုပြောရမလဲတိတ်ပြီးတော့မကြာမဲ့ကောင်တွေကိုကျွန်တော်ရွေးပြီးတော့ဝယ်လာလိုက်တာဗောနော်စိုးတော့မစိုးဘူးဗျာဒီမှာဒိုင်နိုဆောလေးတွေကပေါက်လာပြီဗောနော်ခဏနေကြာလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်တွေကိုရောင်းလို့ရလောက်ပြီ ဲကိုတို့တို့ခုနတုန်းကကျွန်တော်ရတာတဲ့ဒိုင်နိုဆောတွေကိုလာပြီးတော့ရောင်းတာဗောနော်ဒီမှာဒိုင်နိုဆောတွေအိုးရောင်း900ကျော်ရလိုက်တယ်900ကျော်ရလိုက်တယ်ဆိုတော့စိုးတော့မစိုးဘူးဗျာကျွန်တော်ဒီမှာအပြာကောင်တကောင်လေးကြံသေးတာကို900ကျော်ရလိုက်တယ်ဆိုတော့ဒီကောင်ကဘယ်လောက်ရမလဲအော်ဒီကောင်က400ကျော်ရတယ်ဆိုတော့ကျွန်တော်900ကျော်တော့မှရပါတယ်ဗောနော်โอเค900ကျော်တော့ရပါတယ်ဆိုတော့ကျွန်တော် share ဝယ်လို့ရပါပြီ nice โอเคကိုလူကျော်တမ800တန်းဥတလုံးကျွန်တော်ဝယ်လာခဲ့တယ်ဗောနော်ဒီကောင်ကတော့နည်းနည်းတော်တော်လေးနည်းနည်းမဟုတ်ဘူးဗျာတော်တော်လေးကိုကြာမယ်လို့ထင်တယ်ဗောနော်ဘာလို့လဲဆိုတော့ဒီကောင်800တောင်ပေးရတယ်ဈေးလည်းကြီးတယ်ဗျာပြီးတော့ဒီကောင်ကိုပြန်ရောင်းလို့ရှိရင်လည်းတော်တော်လေးရမယ်လို့ထင်တယ်ဗောနော်ဘာကောင်လေးပေါက်လာမလဲဆိုတာကိုတော့ကျွန်တော်တို့ကြည့်ရမှာပဲဗျာတိလားโอเคကျွန်တော်တို့ဒီဥပေါက်တာကိုစောင့်ရင်းနဲ့အကျိုးရှိအောင်လို့ဘရာသားတို့တခုပြောပြမယ် ဲ့ဒါကတော့မြန်မာနိုင်ငံမှာ robust တွေကိုဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေတဲ့အားမဲ့ရှော့ကြောင်းပဲဖြစ်ပါတယ်။အားမဲ့မှာဆိုလို့ရှိရင် robust ဈေးနှုန်းအနေနဲ့1 robust ကို25ကျပ်ပဲကျတဲ့မှာဖြစ်ပါတယ်။ grow ရေကားနဲ့ဆော့ရဲလူတွေရှိလို့ရှိရင်လည်း pet တွေကိုဈေးနှုန်းချိုသာစွာနဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီပြင်နေ့စဉ် robot 900ကို gateway ပေးနေတာဖြစ်တဲ့အတွက်အားမဲ့ရဲ့ဒီ Telegram channel လေးကိုလည်း join လာကြဖို့အတွက်ပြောချင်ပါတယ်ဒါပါပဲ Okay ကျွန်တော်တို့ရဲ့ဒီ dinosaur မွေးတဲ့အစီအစဉ်လေးကိုပြန်ပြီးတော့စလိုက်ကြမယ်ပေါ့နော်အာခုနကတော့ကျွန်တော်ပြောတယ်ဒီ800တန်းအကောင့်တကောင်ကျွန်တော်ဝယ်ထားရဲဆိုတာဒီကောင်ကြီးပဲဖြစ်ပါလေအာအခုကတော့တော်တော်ကြီးကိုကြီးွားပြီပေါ့နော်သူ့ကိုကျွန်တော်တို့ရောင်းကြမယ်ဗျာဘယ်လောက်ရမလဲတော့မသိဘူးကြီးလိုက်မယ် Okay အဲ့တော့1400တောင်ရတယ် What the hell 1400တောင်ခုနကတော့ကျွန်တော်ရောင်းလိုက်တဲ့800တန်းအကောင့်က1400တောင်ပြန်ပြီးတော့ရရတယ်ပေါ့နော် Okay ကျွန်တော်အဲ့ဒီကောင်ပဲထပ်ပြီးတော့ဝယ်လိုက်မယ်ဗျာ အာဒီကောင်ကဘယ်လိုပြောရမလဲတော်တော်လေးရရလို့ပြောလို့ရတယ်ဗောနော်၈၀၀ကို1400တောင်ပြန်ရရဆိုတော့မစိုးဗျာတိလားအာဒါပေမဲ့ तू ကအချိန်တော့နည်းနည်းပေးရတယ်ဗောနော်အချိန်နည်းနည်းပေးနိုင်မှာတော့ရမှာဗျာအာကျွန်တော်ကတော့အဲ့လိုမျိုးဥတွေပါတွေဝယ်ပြီးဟိုင်း TikTok ပဲထိုင်ပြီးတော့ကြည်နေလိုက်တာဗောနော်အာဒီ game ဆော့ဖို့လဲကျွန်တော်တော်တော်လေးကိုအချိန်ပေးရတယ်ဗျာတိလား Okay အာကျွန်တော်ဒီမှာရှိတဲ့ဟာလေးနဲ့ရားသလောက်လေးလာပြီးတော့ဝယ်တာဗောနော်ကျွန်တော်စီမှာဒိုင်လိုဆော့တွေကတော့တော်တော်လေးကိုများနေပြီလို့ပြောလို့ရတယ်အာအေးဒါငါးកောင်ကြီးလား ခုနအပေါ်မှာငါးကောင်ကြီးလားမသိဘူးရောက်ရေဟုတ်တယ်ဟုတ်တယ်နဲ့ထင်တယ်โอเคဒီမှာကျွန်တော်မှာဒိုင်နိုဆောလေးတွေကိုနည်းနည်းများလာပြီလို့ပြောလို့ရတယ်ပေါ့နော်အာဒီရှေ့ရတဲ့အကောင်ကြီးဘွားကတော့ကျွန်တော်အချိန်ဆောက်ရမယ် one eternity later โอเคကိုလူတို့ကျွန်တော်ရဲ့ဒီရှေ့ရတဲ့ဒိုင်နိုဆောကြီးကတော့တော်တော်ကြီးကိုကြီးသွားပြီပေါ့နော်ကျွန်တော်ဒီကောင်ကိုရောင်းကြမယ်ဗျာဒီလားဒီကောင်ကိုရောင်းရင်အာကျွန်တော်ပထမတစ်ခေါက်တော့ရောင်းတော့ကတော့1400လောက်ရတယ်ပေါ့နော်အာဒီတစ်ခေါက်ရောင်းရင်တော့ကျွန်တော်တို့ဘယ်လောက်ရမလဲမသိဘူးဗျာတစ်ချက်တော့ကြည့်ရမယ်ဒီလား ဒီကောင်ကတော့ပို့ပြီးတော့ရမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အကောင်ပို့ပြီးတော့ကြီးရလို့ခံစားရတယ်။အိုးရ1800တောင်ရတယ်ဒီတစ်ခါကျွန်တော်1800တောင်မှရလိုက်တယ်ပေါ့နော်။ What the hell Okay ကိုလိုကျွန်တော်ခုနတော့ရထားတယ်ဒီ1800နဲ့ကျွန်တော်ဒိုင်နိုဆောအသေးလေးတွေကျွန်တော်ထပ်ပြီးတော့ဝယ်ထားတယ်။အာပြီးတော့ဒီမှာဒီကောင်တွေကိုပြန်ပြီးတော့ရောင်းမယ်ပေါ့နော်။အိုးရ2000ကျော်တောင်ရတယ်ရောင်းအသေးလေးရတယ်ဟုတ်တယ်နော်။တွားနောက်လို့မရအောင်ဒီကောင်တွေကလည်းအရေးအတွက်များလာရင်ကျွန်တော်တို့ပတ်စံများများရတယ်ပေါ့နော်။ โอเคဒီမှာကျွန်တော်မှာကြည့်လိုက်ဗျာကျွန်တော်ရဲ့ဒီဒိုင်နိုဆောခြံဝင်းကြီးထဲမှာဒိုင်နိုဆောတွေကတော့တော်တော်ကြီးကိုများနေပြီအာအကောင်တွေကလည်းတော်တော်လေးကိုစုံနေပြီပေါ့နော်ကျွန်တော်ဒီကောင်တွေကိုအခုသွားပြီးတော့ရောင်းဖို့စုနေရပဲဖြစ်ပါတယ်ပတ်စံကတော့တော်တော်လေးရမယ်လို့ထင်တယ်ဗျာဒီလားဟောဒါသူများကောင်ကြီးနဲ့ထင်တယ်โอเคကိုလူကျွန်တော်ဒီမှာဒီရတာတဲ့ကောင်တွေအများကြီးကိုရောင်းလိုက်မယ်တော်တော်တော့ရမယ်အိုး1800ကျော်တော့ရရတယ်ပေါ့နော်မစိုးဘူးဗျာကျွန်တော်တော်တော်လေးကိုရရတယ်လို့ပြောလို့ရတယ်ဗျာဒီလားဒီအကောင်သေးလေးတွေနဲ့ โอเคကျွန်တော်နောက်ဆုံးတော့3500တန်းဥကြီးကိုဝယ်လိုက်ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ3500တန်းဥကြီးကတော့တော်တော်ကြီးကိုစောင့်ရမယ်လို့ထင်နေပေါ့เนาะဘာလို့လဲဆိုတော့ဒီကောင်ကြီးတွေတော့မှကြီးလာပြီဗျာတိလာအဲ့ဒီ3500တန်းဥကဘယ်မှာလဲဩဒီမှာဒီမှာငှက်ပေါ့เนาะငှက်ပေါ့ဒိုင်နိုငှက်ပေါ့เนาะအာအခုထိသူကအကောင့်သေးသေးလေးပဲရှိသေးရဲ့ဗျာတိလာကြီးဖို့ဆိုရင်တော့တော်တော်ကြီးတော့စောင့်ရမယ်ဆောင်ရတာကျွန်တော်တော်တော်တိတ်တော့ကိစ္စမရှိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကတစ်တော့သွားပြီးတော့ကြည်နေရဆိုတော့ဗျာ โอเคအာဒီမှာဒီလဲရှိဒိုင်နိုဆောကြီးတွေကတော့ကြီးလာပြီပေါ့နော်ကျွန်တော်တို့ရောင်းလို့တော့ရပြီโอเคဒီကောင်ကြီးတွေကိုကျွန်တော်အရင်ရောင်းရမယ်ဗျာဒီလားဘာလဲဆိုတော့ဒီ3တော့5အရံအကောင်ကနည်းနည်းကြာအောင်မှာโอเคအာဒီကောင်တွေကိုအရင်ရောင်းထားမယ်ပေါ့နော်ဘယ်လောက်ရမလဲမသိဘူးโอ้2000จ่อย่าเด้อย่าဟုတ်တယ်เนาะย่าဒီကောင်နေရအစသွားပြီးတော့နောက်လို့တော့မကြောက်ဘူးว่ะဈေးอ่ะတော်တော်ย่าတယ်โอเคအာကျွန်တော်အဲ့ဒီကောင်နေပဲထပ်ပြီးတော့ဝယ်ထားမယ်ဗောနော် ဘာလို့လဲဆိုတော့ဒီကောင်တွေရဗျာတိလားအချိန်လဲမြန်တယ်ကြီးတာလဲမြန်တယ်ပြီးတော့ဈေးကလည်းတော်တော်လေးရတယ်ဆိုတော့လေအဆင်ပြေရဗျာကျွန်တော်ရဲ့ဥမာဒိုင်နိုငတ်တရားတော့အခုထိတောင်မှအကောင်တော်မှတေချာမမြင်ရသေးဘူးပေါ့နော်โอเคအခုကတော့ကျွန်တော်ဒီအကောင်ပေါက်ကလေးတွေကိုလိုက်ပြီးတော့ချနေရပဲဖြစ်ပါတယ်အာဒီကောင်လေးတွေရဗျာဘယ်လိုပြောရမလဲဈေးနှဲပေမဲ့ပတ်စံရတယ်လေတိရမြန်များများရောင်းနိုင်ဒိုင်နိုငတ်ကတော့ကျွန်တော်အကြာကြီးဆောက်အောင်လဲထင်တယ် many months later လာပေါင်းများစွာကြာပြီးတဲ့အချိန်မှာကျွန်တော်ရဲ့ရွှေငါးလေးကိုမဟုတ်ပါဘူးကျွန်တော်ရဲ့ဒီဒိုင်နိုဆောလေးကိုတစ်ချက်တော့ကြည့်လိုက်ရအောင် okay ဒီမှာဒါကတော့ကျွန်တော်ရဲ့ဒီဒိုင်နိုငှက်တွေပဲဖြစ်ပါတယ်အာဒီကောင်တွေကဆောင်းအန်းယိုမှာကျန်းတယ်ဗောနော်တော်တော်လေးလေးကျွန်တော်စောင်းလိုက်ရတဲ့အကောင်တွေလို့ပြောလို့ရတယ်ဗျာ okay ကိုလူလို့ကျွန်တော်ဒီမှာဒိုင်နိုငှက်တကောင်ကျွန်တော်ယူလာပြတာဗောနော်အာသူ့ရဲ့ပုံစံပြောရမယ်ဆိုလို့ရှိရင်ဗျာဘယ်လိုပြောရမလဲဘာဘယ်လိုပြောရမှန်းတော့ကျွန်တော်တော့မသိတော့ဘူးဗောနော်ပြောရတာတော်တော်လေးခက်တယ်ဗျာသိလား ကဲအခုကတော့ကျွန်တော်တို့ဒီဒိုင်းလိုငှက်ကိုလာပြီးတော့ရောင်းတာပဲဖြစ်ပါတယ်အာဒီကောင်9000ကျော်တော့ရတယ်တဲ့ရောက်အဲ့ယောဝတ်တန်ဟဲ့ကျွန်တော်အဲ့လောက်ကြီးရမယ်လို့တော့မထင်သားဘူးပေါ့နော်မစိုးဘူးကအဲ့ဒီ happy okay ကိုလူတို့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဘာလို့လဲဆိုတော့ဒီ game လေးကအချိန်လေးတော်တော်လေးပေးရတယ်ကျွန်တော်ဆော့နေရလဲတော်တော်ကြာပြီပေါ့နော်အာဂိမ်းကတော့ဆော့ရတာမိုက်ပါတယ် brother တို့လည်းအချိန်ပေးနိုင်လို့ရှိရင်ဆော့ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်။ Okay ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။